။အရာဗီတန်းဒေသကြီးလေယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်3မြင်းဆောင်2025ကိုဒီကနေ့မနက်ပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန့်မှတက်မှပြုလုပ်ခဲ့ရာအစည်းအဝေးသို့အရာဗီတန်းဒေသကြီးလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကလေယာမြေအမှုရဲများနဲ့ပတ်သက်ပြီးဆုံးဖြတ်ဆောင်ရွက်ရမှာဘန်လိုက်မှုမရှိဘဲတိကျမှန်ကန်စွာဆောင်ရွက်ရလိုပါကြောင်းပြောကြားပါသည် ဆက်လက်ပြီးတိုင်းဒေသကြီးလေယာဉ်မြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှုကလေယာဉ်မြေအမှုရဲများနဲ့ပတ်သက်ပြီးရှင်းလင်းဆွေးနွေးတင်ပြကြံပြနဲ့အဖွဲ့ဝင်များရဲ့အထွေထွေဆွေးနွေးတင်ပြမှုများပေါ်တိုင်းဒေသကြီးလေယာဉ်မြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌကလိုအပ်တံများကိုဖြည့်ဆွက်ဆွေးနွေးမှာကြားခဲ့ပါသည်အဲ့ဒီနောက်တန်ထီသားကြီးဝန်ကြီးချုပ်နဲ့အဖွဲ့တွေပသိမ်ခရိုင်ငပူတော်မြို့နယ်ပြန်ရေကျော်ကြီးရွာတောင်သူဦးသိန်းထွေးရဲ့ ဆိုင်ဧက၂ဧကမှာပြုလုပ်တဲ့မိုးစဘာဆန်ကွက်ရေသိမ်းပွင့်ထဲစီရွက်သင်းနဲ့နေကြာပေးဖို့မျိုးစစ်ပေးအပ်ပွဲခမ်းနားသို့တက်ရောက်ပြီးတောင်သူများအားနေကြာရေစင်းဆန်မျိုးနေကြာတစ်မျိုးစစ်များနဲ့ပဲဖို့မျိုးစစ်များအားတောင်သူများထံပေးအပ်ပြီးနောက်တောင်သူဦးသိန်းထွေးရဲ့ဆိုင်ဧက၂ဧကမှာ new area ဆက်တဲ့မိုးစဘာဆန်ကွက်ရေသိမ်းနေမှုများကိုကြည့်ရှုအားပေးပါတယ်။အဲဒီနောက်တောင်သူများနဲ့တွေ့ဆုံပြီးမိုးစဘာရေသိမ်းရမှာ တေကထွက်ရှိတဲ့အထံတို့များစဘာကုန်တယ်များလာရောက်ဝယ်ယူမှုဈေးရရှိမှုခြေနေများကိုမေးမြန်းဆွေးနွေးခဲ့ပြီးစီးပူလုံရေးအတွေ့နေကြပေးဖို့များအားဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်သွားရန်လိုပါကြောင်းဒေနန်ဆိုင်ဆွမ်းအားတိတဲ့ဆွမ်းအားနဲ့စိုက်ပျိုးရေးလုပ်ငန်းများကိုပန်းနိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်သွားရန်တောင်သူဦးကြီးများကလည်းအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြမှာဖြစ်ပါကြောင်းမှာကြားခဲ့ပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနဝဲကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ